ုတစ်ခါမှာတော့လေယာဉ်မြေသိမ်းဆီးမှုတွေနဲ့ပတ်သက်ပြီးပြည်သူ့လွှတ်တော်ကဖွဲ့စည်းထားတဲ့စုံစမ်းရေးကော်မရှင်အဖွဲ့ဝင်ကြောက်ဖြူမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးပါရှိန်နဲ့ RFA တွဲဆုံမေးမြန်းခန်းဒုတိယပိုင်းကိုထုတ်လွှင့်ပေးမှာပါခင်ဗျာလက်တော်မြင်တွေ့ရတဲ့အနေအထားအရာပေါ့လေဒီပြည်တော်စုအစိုးရအနေနဲ့ဒီပြည်သူတွေအနစ်နာတဲ့ပြည်သိမ်းခံရတဲ့ပြည်သူတွေလက်သမားတွေပါဝင်ပေါ့လေသူတို့အရေးနဲ့ပတ်သက်ပြီးတော့ဟိုဦးစားပေးဆောင်ရွက်နိုင်မယ့်အလားအလာမျိုးတွေရောဘယ်လိုဒီများတွေ့ရပါလဲခင်ဗျာ နိုင်ငံတော်အစိုးရရဲ့လှုပ်ဆောင်ချက်တွေကိုကြည့်မယ်ဆိုလို့ရှိရင်တော့ဆင်းရဲမွေးတည်မှုပပျောက်ရေးအလုပ်တစ်ခုပဲရှော့ချရေးအလုပ်တစ်ခုပဲလုပ်နေတဲ့သဘောရှိပါတယ်လေသမားတွေနဲ့ဒီကန္တာကလည်းကျွန်တော်အမြင်ပေါ်လေတိတာမြင်တာလောက်အောင်တိတ်မရှိလို့ပြောရင်မှားမှာမဟုတ်ပါဘူးလေသမားတွေကငွေချိရယ်ငွေချိရယ်ဆိုတာကဒီလေယာဉ်ပုံထုတ်လုပ်ငန်းတွေကိုဖြစ်ဖြစ်မှမှထုတ်ဖို့လုပ်ပေးတာမျိုးလောက် ထောက်ပံ့မဖြစ်နိုင်ပါဘူးအခုလယ်သမားတွေနေနာမှုတွေကိုနိုင်ငံတော်အစိုးရကဟိုသူနိသူဟာနဲ့သူနိသူဟာဆိုတာကျွန်တော်အမြင်ပေါ်လေ1989နောက်ပိုင်းမှာမိမှုရာမှုတွေကိုကျွန်တော်စုံစမ်းစစ်ဆေးရမှာပါအဲ89နောက်ပိုင်းမှာဘာတွေကြောင့်ဒီမိမှုရာမှုတွေဒီလိုပြဿနာပေါ်ရလဲဆိုတော့အုတ်ချုပ်ရေးအဖွဲ့အစည်းစီအဖွဲ့အစည်းတွေနဲ့ဒီလောက်ပိုင်ခွင့်ရှိတဲ့ လုပ်ငန်းရှင်တွေပေါင်းပြီးတော့အာဏာပိုင်တွေနဲ့အုပ်ချုပ်ရေးအဖွဲ့အစည်းတွေနဲ့လုပ်ငန်းရှင်တွေကပေါင်းပြီးတော့သူတို့လူချင်းတဲ့မြေယာတွေကိုရအောင်ယူတဲ့အခါတရားသဖြင့်ဟိုရတယ်လို့မတရားသဖြင့်သိယူသွားကြတယ်အများကြီးရှိတဲ့အတွက်ကြောင့်လက်သမားတွေနင်းနာနေကြတာပါဟုတ်ကဲ့ဒီလွတ်တော်အနေနဲ့ကဟို ဆရာတို့လေးလာဖော်ထုတ်ချက်တွေအရာပေါ့လေ1989ခုနှစ်နောက်ပိုင်းမြန်မာတိုင်းခံအမှုတွေနဲ့လက်ရှိဥသိမ်းချိန်အစိုးရတက်လာပြီး2012ခုနှစ်နောက်ပိုင်းမြန်မာတိုင်းခံအမှုတွေကဆက်ပြီးဆိုးဝါးနေစေဖြစ်တာတွေ့ရလားခင်ဗျာဒါမှမဟုတ်ပြည်သားရော့တော်တာတွေ့ရပါလားကျွန်တော်ရော့တလားတိုးတလားဆိုအောင်တော့အတိအကျပြောနိုင်ဖို့ခက်ပါလိမ့်မယ်ဘာဖြစ်လဲကျွန်တော်ကဒီကိစ္စကိုပြည်ပြည်စုံလေးလာထားရမရှိတဲ့မရှိဘူးလို့ပြောရမှာဘာလို့ကိုနဲ့တက်ရိုက်တက်ဆန်တာမဟုတ်တဲ့အတွက်ကြောင့်ကျွန်တော်ဒီလောက်ပြည်ပြည်စုံလေးလာထားမှုမရှိဘူးသို့တော့ မြေယာသိမ့်စီမှုမြေယာဆုံးရှုံးမှုဟာအခုလက်ရှိကာလမှာလည်းရှိနေသေးတယ်ဆိုတာကျွန်တော်တို့ကိုတယ်လီဖုန်းနဲ့တဒါစာနဲ့ရေးလို့တမျိုးတိုင်တာတော့တာဒီရှိနေကြတဲ့အတွက်ကြောင့်အခုလည်းမြေယာဆုံးရှုံးအောင်ဒီတမ္ဒိုင်ဦးသိန်းစင်ဆိုရလက်ထက်မှာကိုရှိနေတုံးပဲလို့ကျွန်တော်တို့ပြောလို့ရပါတယ်ဟုတ်ကဲ့ဆိုတော့နောက်နောက်အနာဂတ်ကာလတွေမှာရောဒီနိုင်ငံတော်မှလက်သမားတွေအပါအဝင် ပြည်သူတွေပေါ့လေမိရာအာရမသင်္ခါရမှုတွေနဲ့မကြုံရအောင်ပေါ့လေဆရာတို့လွှတ်တော်အနေနဲ့ပေါ့ဥပဒေတွေရေးဆွဲပြီးတော့အကာအကွယ်ပေးဖို့ဆိုတာရောဖြစ်တယ်မလားခင်ဗျာကျွန်တော်မိမှုရာမှုနဲ့ပတ်သက်ပြီးတော့အခုဒီအစိုးရအသစ်လက်ထက်မှာလွှတ်တော်အသစ်လက်ထက်မှာလေယာမီဥပဒေဆိုတာတခုလွှတ်တော်ကပြဋ္ဌာန်းထားပါတယ်။နောက်ညလွတ်မြေရိုင်းဥပဒေဆိုတာတခုပြဋ္ဌာန်းထားပါတယ်။ဒီဥပဒေတစ်ခုအတွက်နေဥပဒေတွေထွက်လာတဲ့အခါ လေဒီမြေယာနဲ့တက်ဆိုင်တဲ့လူတွေအတွက်အထောက်ပံ့နေတော့ဖြစ်လာပါလိမ့်မယ်။နောက်ဒီနေရာမှာတခုကျွန်တော်တွေ့ခဲ့ရတာကတော့ဒီမြေလို့မြေရဲ့ဥပဒေမှာလုပ်ငန်းရှင်ကြီးတွေအတွက်တော်တော်များများစားကြဖို့မြေယာသုံးဆပိုင်ခွင့်ပေးထားတာရှိတယ်။အဲ့လိုမြေယာသုံးဆပိုင်ခွင့်တွေမြေယာရယူပိုင်ခွင့်တွေပေးထားတဲ့အခါလက်ရှိလုပ်နေတဲ့လေယာမြေကိုအသုံးပြုနေတဲ့ တောင်သူလေသမားတွေသူမဟုတ်လေမျိုးကိုအလုတ်နဲ့ဆက်ကြလှုပ်လှုပ်နေတဲ့လူတွေကိုမထိခိုက်မနစ်နာအောင်နိုင်ငံတော်အစိုးရကတကယ်အကောင့်တဲ့ပုံမလားဆိုတာလေကျွန်တော်တို့ကဟိုအလုတ်လုပ်တဲ့အခါမှာအတိအကျပြောရမှာဥပဒေမှာတကယ်ရေးထားတာတော့ရေးထားတာပဲလက်တွေ့အလုတ်လုပ်တဲ့အခါဥပဒေတိုင်းအလုတ်မလုပ်တာဒီကနေပေါ်မြတ်ဆိုတာကျွန်တော်တို့ကကြုံခဲ့ပြီးနောက်မလုတ်ဘူးလို့လည်းကျွန်တော်တို့ကလုတ်ပြီးတော့အမှခံချက်ပြနိုင်တယ်ကျွန်တော်တို့လူတော်ကတော့ ဟိုလိုအပ်တဲ့ဥပဒေတွေကိုပြဋ္ဌာန်းပေးနေတာပဲဒါပေမဲ့ရှိတဲ့ဥပဒေတွေကလည်းရှိနေတာဒီရှိတဲ့ဥပဒေတွေကိုမလေးစားမလိုက်နာတဲ့အတွက်ကြောင့်ဒီလိုဥပဒေမဲ့လက်လို့စပယ်လုပ်နေကြတာများပါတယ်ဥပဒေမရှိလို့မဟုတ်ဘူးဥပဒေရှိတယ်ဥပဒေကိုမလေးစားမလိုက်နာတဲ့အတွက်ကြောင့်ဥပဒေကိုဟိုပြည်သူတွေအတွက်အကာအကွယ်ဥပဒေမှာပြဋ္ဌာန်းထားတဲ့အတိုင်းဥပဒေမှာရှိတဲ့အတိုင်းပြည်သူတွေကိုအကာမကွယ်ဝယ်မပေးဘဲနဲ့ လောဘသားတွေကဥပဒေကိုလက်နဲ့တဝဲအသွုံပြုတဲ့အတွက်ကြောင့်ဒီအများစုကိုထိခိုက်နိုင်နဲ့နာကြတာဖြစ်ပါတယ်။လက်ရှိရေရိုလေးလာမိတဲ့လောက်ပေါ့လေဟိုမိယာတိတ်စီရဲ့ပုံပုံလေးပေါ့နော်ဟိုစစ်တပ်အပါဝင်လုပ်ငန်းရှင်ကြီးတွေအပါဝင်စစ်ဘုံချုပ်ဟောင်းနေရှိမယ်စသဖြင့်ဒီမိသိန်းခံထားသူတွေပေါ့လေမိသိန်းထားသူတွေဘက်ကဟိုတိတ်စီထားတဲ့လယ်မြေတွေဒီကိုပြန်ပေးဖို့ပေါ့လေသူတို့ရဲ့ဆန္ဒတွေရောဘယ်လိုလိမ်းမှတွေ့ရပါလဲ ကျွန်တော်တို့ကဒီတပတ်စုံစမ်းစစ်ဆေးအဖွဲ့ခီးစဉ်နဲ့ရခိုင်ပြည်နယ်ကိုရောက်ပါတယ်ရခိုင်ပြည်နယ်မှာတော့မြေယာသိမ်းဆည်းမှုကလည်းအလွန်ပမာဏမများပါဘူးတိုးတော့ရခိုင်ပြည်နယ်ကမြေဧရိယာဝန်ထမ်းကလည်းနည်းနည်းလေးပဲရှိတော့နည်းနည်းလေးပေါ်မှာနည်းနည်းလေးသိမ်းထားတော့နေနာသူတွေရှိပါတယ်ရခိုင်ပြည်နယ်မှာဒီတတိယတကြွယ်ကြီးကပြန်ပြီးဒါတွေတော့မရှိပါဘူးတိုးတော့တခြားတိုင်းနဲ့ပြည်နယ်ဒီမှာတတိယတကြွယ်ကြီးဟိုလုံမရှင်ကြီးတွေက မိရတော်တော်များများပြန်ပေးကြတယ်ဆိုရဲတယ်လီဖုန်းသတင်းတွေတော့ကျွန်တော်ရပါတယ်ဥပရှင်ကို RFP ရဲ့ကျေးဇူးများကျေးဇူးပါတယ်ခင်ဗျာဟုတ်ကဲ့ခင်ဗျာကျွန်တော်လည်းဒီလိုပြောပြခွင့်ရတဲ့ကျေးဇူးတင်ပါတယ်